โอเคပေါကလေးရက်ရှင် YouTube channel ပြန်လဲကြိုဆိုပါရစေကျွန်တော်မိဘမျိုးကိုကျွန်တော်တင်ပြစရာအာနှစ်ပိုင်းရှိပါတယ်ပထမတော့ကျွန်တော်ချင်းပြင်းနဲ့တွန်းစာမျိုးကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုနဲ့ပြန်လဲစတင်တာရှိပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီတွန်းစာမျိုးပြောပြခြင်းအကြောင်းကတော့တွန်းစာမျိုးကြတော့ CNS CNF ဖွဲ့ရအသိမ်းပိုက်ထားတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်ဒါမဲ့အခုကစစ်ကောင်စီကလေးချောင်းနဲ့ပြီးတော့ကုန်းလန်းနဲ့ ဒီနေ့မနေ့ပိုင်းမှာလဲစစ်ကောင်စီကစစ်ကစင်ကစီနဲ့စင်ကစီနဲ့ချင်းပြင်းတော့တက်လာတယ်လို့တတိယထားပါတယ်ဆိုတော့ကလေးကနေကလေးတိုင်ငယ်ရိဒါမှမဟုတ်ကလေးတိုင်ငယ်တည်သူတွေလမ်းကြောင်းကိုကျွန်တော်မြေပါပြည်သူများအတုံးမပြုတ်ရန်ကျွန်တော်ထပ်ပြီးတော့အတိပေးခြင်းပါတယ်ဆိုတော့ဒီစစ်ကောင်စီကဘာဖြစ်လို့တွန်းစာမျိုးလီရင်နဲ့ဘုံလာကျဲသွားတာလဲဆိုလက်တတိယအချက်လက်အတိအကျတော့မတိရသေးဘူး ျွန်တော်တို့ဆက်လက်ပြီးတော့စုံစမ်းနေတော့ပဲဖြစ်ပါတယ်ဒီနေ့စစ်ကောင်စီကနေ့လယ်7နာရီလောက်ကလေချောင်းတိုက်ခိုက်မှုဖြင့်တကြိမ်သွန်းစာမြို့ရဲ့ရဲစခန်းနေသွေးဘုံကျဲတာရှိပါတယ်အရတားတူထိခိုက်ဒဏ်ရာရရှိပြီးပြီးတော့ဘုံကအတော်တော်အပြည့်မဲ့ထင်တယ်တမျိုးလုံးတုံခါသွားတယ်လို့စီရက်တတားတွေမရှိဘူးဘုံကျဲတဲ့နေရာကရဲစခန်းအထွတ်တော်ပဲမှာပါလို့ဒေသခံတွေကပြောထားတာဖြစ်ပါတယ်မင်းနှမျိုးကို၃ရက်ဆက်တိုက်လေချောင်းတိုက်ခိုက်မှုစစ်ကောင်စီက အစွတ်ပြုံလိုက်ပောက်ကွက်စီတဲ့ဘုံတွေတုံးခဲ့တဲ့လို့ပအဖကထုတ်ပြန်ထားတာရှိပါတယ်။မင်းတို့မြို့နယ်ကိုစစ်ကောင်စီက၃ရက်ဆက်တိုက်၄ချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအစွတ်ပြုံလိုက်ပောက်ကွက်စီတဲ့ Castor Bomb တွေအုံပြုတ်ခဲ့တဲ့အထောက်အထားတွေတွေ့ရှိထားတယ်လို့မင်းတို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကမေလ၁၈နေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။မေလ၁၅ရက်နေ့၁၈ရက်နေ့အထိ၃ရက်ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ မင်းသက်တိုင်နဲ့အမတ်တစ်အတွင်းမှာရှိတဲ့အကြီးရွတ်တူရဘုံအလုံးကြီးဆယ်လုံးကျော်ချဲ့ချဲ့ခံတယ်လို့ပေါ်ပြထားပါတယ်။တုံရက်ဆက်တိုင်ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူနှုတ်အသက်ဆုံးရှုံးရပြီးဆက်တဦးထက်မနေတိခိုက်တန်ရာရရှိတယ်လို့မင်းတပ်ပအဖထုတ်ပြန်ချက်ထဲမှာပေါ်ပြထားပါတယ်။ဆိုတော့အခုကျွန်တော်နောက်တစ်ခုအနေနဲ့အနုပညာရှင်ကျွန်တော်တို့တိုင်းရင်းသားတယောက်ဖြစ်တဲ့လီဆူအနုပညာရှင်တယောက်ဖြစ်တဲ့အပီဖစ်လို့ခေါ်မလားမသိဘူးကျွန်တော်တို့ရဲ့အနာမည်အရင်တော့မသိဘူး ဒါမဲ့သူပြုတ်ထားတဲ့အဲမှာမှကြောင်မဲ့ဖွေရစစ်ကောင်စီရဲ့စစ်ကြောရေးဘာဖြစ်လို့လဲဆိုတော့သူကတော့စစ်ကြောရေးမှာအပန်းခံရလို့သူ့ကိုထောင်ထဲမှာတနစ်ကြော်ကြော်လောက်ဖန်ခံထားပြီးတော့စစ်ကောင်စီအဲ့ဒီထောင်ထဲမှာသူတို့ပြည်သူတွေကိုဘယ်လိုနှိပ်စက်လဲဘယ်လိုလှောက်ဆောင်ပြီးတော့ဘယ်လိုအနိုင်ကျင်းလဲဘယ်လိုမျိုးခုနှစ်ထုတ်လဲဆိုတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီဗီဒီယိုကိုကျွန်တော်မိဘများနဲ့အတူတူတစ်ချက်လောက်ကြည့်အောင်ဆိုတော့အဲ့ဒီဗီဒီယိုကြည့်ပြီးတဲ့နောက်ပိုင်း 今天我米吧米呀，是这么，是讲是，是比罗板布米啦，打木木，是讲是，泰土米啦，是的，米坤吴，关爷库，偏，米面茶瓦，是比罗，今天我打比罗，阿弟比罗吧嘞，说罗，OK，let's start。你妈那阿爷，十九爷就要把老弟叫下岗来，那套那啥的，会歪啦，那啥事业，当年过年那那年，当哪一关老嘛？ ရံဘူးဇီအောင်ရက်ကွက်ဟာကျွန်တော်လာဖမ်းနေအမလာဖမ်းနေချင်းကျွန်တော်လည်းဗီဒီယိုအက်ဒီတင်းလုပ်ပြီးမှအင်းရောက်ခါဆပ်ဖြစ်တဲ့အတွက်ကြောင့်သူတို့လာတဲ့ဟာကိုတွေ့တယ်မတင်ကားလို့ထွက်ပြေးဖို့ကျွန်တော်ညီကိုဂျူနီယိုကိုပြောမှအိမ်ကနေဒီအိမ်ဟိုဖက်လေတော်လေးကိုထွက်ပြေးတာအဲ့မှာလက်ကတိမှာပုံနေတဲ့ချင်းကျွန်တော်ညီကြတော့ဆက် အောက်ဖက်ပြန်ပြေးမယ်ဆိုမှသူများခြံတဲ့ခုံကျော်မှပုံသွားတယ်ကျွန်တော်ကဒီဖက်ကြောက်တော့မှရောက်လာတော့ဘူးထင်ပြီးတော့မှကျွန်တော်အဲ့မှာပုံနေတဲ့ချိန်တမီးကအကြီးကြီးနဲ့လာထွန်းတဲ့ကြောက်ကျွန်တော်မိသွားတယ်မိတဲ့ချိန်မှာကျွန်တော်နောက်ပြန်လက်တီးခတ်တာမနော်ခပ်ပြီးတော့မှခေါ်သွားတယ်ဆီယာတေးသေးတို့အင်းအဲ့မှာလမ်းခွဲမှာရောက်နေချင်း ျွန်တော်ကိုလာဖမ်းဖို့အတွက်လမ်းပြတဲ့သူကအဲ့မှာစောင့်နေတယ်။ဆိုင်ကယ်ကစူပါကားဆိုင်ကယ်ကတုံးဝဝအတားပြူပြူအသက်အရွယ်ကျတော့အဲ55 60နီးပါးလောက်ရှိမယ်။အခုလည်းတွေ့ရင်သူမမှီတယ်။အားနဲ့ကျွန်တော်ကိုမိချီနာအမတ်နေရေစခန်းကိုပို့တယ်။အဲ့မှာကျွန်တော်နာမည်နေသားတွေမေးတယ်ရေစခန်းက ။နောက်ကနေစစ်သားတယောက်ကအုတ်ထုတ်အနဲ့တစ်ခုဒလလောက်ရှည်တဲ့ဟာယူလာမှကျွန်တော်ငွေတင်လို့စွတ်တယ်။စွတ်ပြီးတော့မှတယောက်ကမင်းတယောက်ကလေပင်ကြီးတောင်းတော့နောက်ကနေဒီလိုမျိုးအလိုမျိုးလေပင်ကြီးတာလေပင်ကြီးပြီးတော့မှအမမင်းမြန်ခန့်ပြီးသွားတဲ့ချိန်ဆိုင်ကေတစည်းကနေကျွန်တော်ကိုခေါ်သွားတယ်။ရှေ့မှာတယောက်စီ အလေမှာကျွန်တော်ကိုထိုင်ခိုင်းတယ်နောက်ကနေတယောက်ဖဲထားတယ်အဲ့ဒီဖဲထားတဲ့သူကခဏခဏဒီဘိုင်းနဲ့ဒီ ထိုးတော့ဘုန်းတော်သူမိတလောက်ရတလောက်ကျွန်တော်ထိုးတာအရက်လည်းမူလေဆိုင်ကစီပြီးမှသွားတဲ့ချင်းပေါမတီတက်ရင်စက်တက်တက်ကိုသွားတယ်ဆိုတော့ကျွန်တော်တိတာတယ်ရေးမိတယ်ဘုန်းတော်မျက်စိဒါလိုဖုံးထားမယ်အမှရောက်တဲ့ချင်းအဲကနဲ့သစင်ကားတစည်းနဲ့စစ်သားကားတစည်းနဲ့အထဲကိုဝင်ခိုင်းမှာအဲကနဲ့သစင်ခေါ်ခေါ်နောက်တနေရခေါ်သွားတာကားထဲမှာကျွန်တော်ထိုးတယ် ကျွန်တော်နောက်မှရှိတဲ့တော့ခုနဆိုင်ကေနောက်ပါလာတဲ့တယောက်ပဲတင်တယ်ထိုးထိုးထိုးတယောက်ကတော့ခမ ्या ကိုဘသူကတိုင်တယ်ဆိုတဲ့ဟာပြောပြမယ်ဖန်ခန်းတဲ့သူရှိတယ်အားကြောင့်ဖန်လာရတယ်ဒီစုအနုပညာရှင်တွေထဲမှာအမျိုးသမီးထဲမှာဘာနာမည်အကြီးဆုံးနာမည်ရထားတဲ့သူဟုတ်တယ်တဲ့တိုင်တဲ့သူကတယောက်ပြီးတယောက်ကျွန်တော်ကိုနာမည်သိလာရတယ်ပြောတယ်ကျွန်တော်လည်းအာဘသူလဲနာမည်ရင်ကြီးတဲ့အဆူတော်ဆိုတော့ မမစီစီဖြိုအိုင်ဗီအလီလီမြင့်အက်စတာအနာမည်ကြီးတာသူတို့ပဲရှိတယ်နော်ဟုတ်လားစေမဟုတ်ဘူးတဲ့သူကပြောတယ်တဲ့လီဆူအဲမှာ လီဆူယိုတီဖာဆိုတော့ကိုဖမ်းလိုက်ရင်လေအားလုံးကပွေပြီးသွားပြီဘသူမှမပြောရတော့နေသွားမယ်အားကြောင့်သူ့ကိုဖမ်းတာအကောင်းဆုံးပဲဆိုမှပြောတယ်လေအနဲ့တယောက်ပြောလဲပြောပြတယ်ဒီဖက်ဘေးကတယောက်ကတော့သုံးအောင်နော်အားလားနဲ့ နာမည်ကနော်ဆေဆေထုံးတယ်။ဟာနော်ဆေဆေထုံးအဲ့လောက်နာမည်မရှိချုံလူစုတဲမှာနာမည်ရှိခါစပြိုင်ပွဲဝင်ရင်မှအမှုရှိခါစပဲ။သူတို့တချင်းဆိုတတ်ဖို့တော့တချင်းဆိုတတ်ဖို့တောင်မှကျွန်တော်ဆွဲခေါ်ခဲ့တဲ့ရှိုးဒီမှာလည်းသိဆိုခဲ့တဲ့ဟာရှိတယ်ဒီလိုဒီလိုဆိုပါတာဒီတိုင်းနဲ့ဆိုပါဆုံးမပြောပြရှိတ်ခေါ်ခဲ့တဲ့သူပေါ်တော့အဲ့တော့ဝါဒမိုင်းတိုက်တာဟုတ်မလားဆိုတဲ့ဟာထောင်ကနေထွက်လာတဲ့နောက်ပိုင်းမှာတယင်ရှင်းနေပြောပြမှာ ဒါဝါဒမိုင်းတိုက်တာပါဖြစ်နိုင်တယ်ပေါ့သူတို့မဟုတ်တော့ဘူးဆိုမှပြောပြတော့မလားဒါပေမဲ့သူ့ကိုကြီးလိုက်ရင်လည်းဒီဆန္ဒပြတဲ့အဲမှာတက်တက်ဝင်ဝင်ပေါဝင်တဲ့ဟာတွေနေတဲ့အကြောင်းနှုတ်ဆက်သုံးကလေးခါတည်းတန်ဒီရတော့ဝင်လာတော့နော်ဒါပေမဲ့အပြင်တော့ကမှသူ့ကိုတခါမှသူ့ကိုဒီလိုခင်ဗျားပါကြောက်ကျွန်တော်တိုင်လာလည်းမမေးဘူးမတေချာတဲ့အကြောင်းဒါမျိုးမျိုးလေးဖြစ်နိုင်တဲ့အကြောင်းမဟုတ်မမှန်ဝါဒတွေနော်ချင်းချင်းကွဲအောင်လုပ်တဲ့အစင်စင်လေးဖြစ်နိုင်တဲ့အကြောင်းသူ့ကိုမမေးဘူးဒါပေမဲ့ ကျွန်တော်အဲ့လိုမဖမ်းမခံရတဲ့ဒီတလနလအတင်းမှာမီဆူဒူလေးပါတီဥက္ကဋ္ဌစဖာလာတို့ရွှေမြင်းတုံးကျင်ကျွန်တော်ကိုတတိလာပေးတယ်ခမ ्या ကိုဖမ်းတော့မယ်ဖမ်းတော့မယ်တတိနေတော့ဖမ်းတော့မယ်မဝေဖမ်းနဲ့ကျွန်တော်ကိုဒီဆူဒူလေးပါတီကိုမဝေဖမ်းနဲ့တခြားပါတီကိုမဝေဖမ်းနဲ့လာတတိပေးတယ်ယူမဆိုင်အဲ့ဒါနဲ့ မဖန်းခင်မှာခမည်းကိုဒီနေ့ဖန်းခံရပြီပြောနေပြီဖန်းတော့မယ်ပြောနေတယ်အင်းရှိစိနေတော့ကျွန်တော်နေတဲ့နေရာလေးတုံရင်တိုင်ယူမသိဘူးလေတော့အဲ့ဒီလေတော့ဖက်မှာဆိုတော့ဒါပေမဲ့ပြောပြတာနေမှာပါအဲ့ကျင်ကြတော့အဲ့လိုမျိုးအချိန်တွေမှာကျွန်တော်လာဖန်းတော့မလားအဲ့လည်းဟိုစကြိုးရဲ့အခန်းလေးကိုရောက်ခံနေမှာကားနဲ့တုံချအောင်မှာထိုးတယ်ရိုက်တယ်အာတနက်ကောင်းနေတော့ထိုးတယ်ရိုက်တယ်ဆင်းတယ်ကျွန်တော်ကစောက်ထိုးတော့မလား ဒီပတ်ဒီပတ်အာညနေမှာဒီမှာတော့ပေါင်းပြီးတော့မှတစ်ခါလေးပြေးတော့မလို့ဒီလိုလက်လက်ရိုက်တုံးတုံးနေတော့ထိုးရကြောင်းအခန်းထဲရှိပေတဲ့မှာကျွန်တော်ရောက်တယ်ညနေဖုန်းဆုတ်ထားတယ်အမှလောက်လောက်ပဲရှိတဲ့ခုံတလုံးရှိတယ်လောက်လောက်မြင့်တယ်အမှတန်ရိုက်ထားတဲ့ဟာလေးနည်းနည်းပေါ်တော့မလို့ထိုင်လို့မရအောင်အမှမုန်းနေပေါ့မုန်းနေပေါ့ကျွန်တော်နေရတော့မလို့ ရှိရဲ့ဒီစကြောရင်းမှာရှိရဲ့မျက်စိတဲ့တုန်းဒီမှာနော်ကိုအင်တာတော်လေးရှင်ကြောင့်မှဒီရေကိုကျွန်တော်ဒီလိုကြည့်လိုက်ရင်ကျွန်တော်ရဲ့မျက်စိကအစိမ်းအောင်အပြာအောင် ဖြစ်နေအောင်နော်သူတို့ရိုက်ထားတာနားတွေမကြတော့ခလေးထိုးလိုက်ရင်ကျွန်တော်ဒီလိုဒီလိုချောင်းလာမနော်အရှင်ဒီဒီမှာမြင်ဒီမှာဒီမှာအခုတည်းဒီဒီတန်းရယ်ကဲ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 မြင်တဲ့တယ်တမင်းဆိုင်တော်မှာဒီလိုနော် ညဆိုရင်မအိပ်ရင်မျက်စိနာပိတ်ထိုင်းလည်းမရဘူးဟိုဖက်ခန်းမှာငိုတဲ့ဟာတွေអော်တဲ့ဟာတွေမခံနိုင်လို့ဟိတ်တဲ့ဟာတွေတကယ်ကဘာပေါ်မှာငရေနဲ့တူတဲ့သူနေရာရှိလားဆိုတော့မြန်မာနိုင်ငံစကြောရေးအခမ်းပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့နဲ့နေ့ညနေ့ညကျွန်တော်ကိုလာမေးတဲ့သူက9ရောက်တော့စစ်သားနဲ့ရေးပေါင်းမှတယောက်တယောက်ကိုဖြေမှ ဖြေမှားသွားတဲ့ဟာသူတို့စီမှာဖြေမှားတဲ့ဟာရှိခဲ့ပြီးပြန်လာမင်းရဲ့ရိုက်တော့တော့လာမင်းရဲ့အထင်းမှာ အချက်ဆန္ဒပြတဲ့ဟာတွေပူတောင်းမှာလော့စပီကာကင်တဲ့ဟာတွေဘာကြောင့်လဲဆန္ဒပြတဲ့ဟာကိုမေးတယ်စီစုအာတိုင်းသားရဲ့အောင်ကြီးအတီယောဟာအကြောင်းအပြည့်အစုံမေးတယ်ဘာပတ်သက်လဲပေါ့အဲ့ဒါလေအာရှင်းရတယ် ။အော်ဒူလေးပါတီလီစုဒူလေးပါတီကိုဘာကြောင့်အားမပေးတာလဲ။ဘာကြောင့်ဝေဖန်တာလဲ။အဲ့ဒါလေးမင်းလေ။ဒေါက်တာဆီယာအာဒူစီအကြောင်းလေးမင်းလားမင်းလေ။ဒေါက်တာဆီယာအာဒူစီကိုပင်မနီလေဘာလို့လဲဘာဖြစ်မင်းနဲ့ဘာပတ်သက်လဲအာလုံးမ။အန်နီဒီအောင်နိုင်ရဲ့တချင်းလီစုတချင်းရေးတဲ့အကြောင်းဖတ်ဆံဘလောက်ရလဲ။အဲ့ဒါလေးမင်းလေ။ အနေဒီအောင်နယ်ရဲ့တခြင်းကိုအမေစုသဘောကျတဲ့ကြောင့်ဘဟုဌာနကနဲ့အမေစုရဲ့ဝန်ရံတော်တဆင့်ဖုံးဆက်မှဒီစုတိုင်းတိုင်းရဝင်ကြီးဝတ်ဒီယဟစီကနဲ့ဒီတခြင်းရေးတဲ့သူရဲ့စုတဲ့သူရဲ့တီးတဲ့သူတွေရိုက်ကူတီးဖြတ်တဲ့သူအားလုံးမှပါဝင်တဲ့သူတွေစင်ပေးပါတော့သူတို့အောင်ပွဲခံတဲ့နေ့အချိန်မှာဂုံပြုတ်သွားပြီးလှုပ်ချင်တယ်ပြောတဲ့ကြောင့်စင်ကြီးတွေပေးလိုက်ရမလို့အဲ့ဒါလေတည်င်းပေါက်သွားတာပေါက်သွားတော့အဲ့ဒီဟာကြီးနောက်မှာ မင်းယုံလက်လာစောက်ကြည့်ရေမင်းယုံမှာစောက်တဲ့ဟာလေကျွန်တော်လည်းဒီမန္တလေးမှာအတင်တန်းဆင်းမှပြန်လာတော့မတော့အဲ့ဒါနဲ့ပူတောင်မှာမင်းယုံစောက်တာအားလုံးလည်းသူတို့မေးတော့မလားအဲ့ဒါနဲ့အဲ့မှာစချိုးရင်မှာကျွန်တော်ရှိရဲ့ကြားတဲ့နောက်မှာဒီမြကြီးနာဇီးကျုံထောင်လေးကိုကျွန်တော်ပို့တာဖြစ်သေးရောမလားအားလုံးမှာခံစားခဲ့တဲ့ဟာတော့မနေဘူးတကယ်ခံစားခဲ့တယ် အခုအဲ့ဒါကိုပြောနေရင်တောင်မှတီး၆ချားတော့မနော်လက်ပြမလုံအောင်လို့စိတ်ကြလို့လို့ဖြစ်လာတော့မနော်အလင်းရောင်ပေါက်စတဲ့ခုအပေါက်တွေ့တော့မှအဲ့ဒီထက်အပြင်မှာပါရှိတယ်မြင်ချင်းတာအဲ့မာဒီအပေါက်ချောင်းအောင်လို့အဲသူတို့ပြန်ခံနေမှာကြတော့လက်တိခတ်တွေလုတ်ရှုပ်ပေးတယ်မနော်ဒါမဲ့အဲ့ဒီလက်တိခတ်ဆဆချင်းသူတို့ရိုက်တဲ့ချင်းကြတော့ဟိုကရုံးနေတဲ့အဲ့ဒီလက်တိခတ်ကကြန့်နေလေအဲ့ဒီလက်တွေကဖြိုးဝင်ဖြစ်သွားတော့ ်ကျက်တဲ့တကြောင်အဲ့ဒီတတိကကိုရှော့ပေးဖို့တော့မှမနေတောင်းတဲ့ချိန်ကြောင့်မှတတိကတော့မိကြံခဲ့တယ်ဆိုမှတော့မမဖြေပေးဘူးနော်အနောက်ကြောင့်မှလည်းဖြေပေးတာရှစ်ပေပတ်လေမှာကျတော့အောက်ဆင်းရင်လေပင်ပြားတွေတန်နေမရိုက်သားဘူးကလာ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 မဖြစ်အောင်နော်အဲ့လိုဖြစ်တယ်အဲ့ဒီသူတို့မေးတဲ့မင်းကုန်းမေးတဲ့ချိန်ထိုင်ရတဲ့နေရာကလောက်လောက်မြင့်တယ် အဲ့ဒီမြန်မာနိုင်ငံမှာစစ်ကြောရင်းနဲ့ပတ်သက်မှသူတို့အင်တာဗျူးလုပ်ထားတဲ့ဟာတွေအများကြီးဖြေထားတဲ့ဟာရှိတယ်မှာလေသူတို့ကြောက်ခွန်းမှာဘာလို့မဆိုးနော်တကယ်ကြောက်စရာကောင်းတယ်လူနဲ့မတူတဲ့ဝိညာဉ်ဆိုးဝင်တဲ့သူတွေရဲ့စရိုက်အခုနော်မြန်မာနိုင်ငံမှာလူတွေတေဆုံးမှုကလေးသူငယ်သူတေဆုံးမှုဘာညာဘာညာအများကြီးရှိတယ်တကယ်နေ့ညကြောက်စရာကောင်းတာအမြင်တော့တွေးမိတာလေစစ်ကြောရင်းမှာဒီနေ့ဘလောက်ငုံနေမလဲမနေ့ပြန်ဘလောက်ငုံမလဲ အာဘယ်လိုဖြစ်မလဲတည်သွားတဲ့သူကိုအဲ့မှာပဲတူကြူပေးမိဆိုမှလည်းမို့ကိုယ့်ကိုအတင်းတူခိုင်းတဲ့ဟာတွေသူတို့ပြောပြတဲ့ဟာတွေရှိတယ်။အင်းနဲ့ခံတာလာကြတော့ရေးတွေကြတော့နှိမ့်ဆက်တဲ့အဲမှာတော့မပေါအောင်အဲ့ဒါကြတော့မန်တဲပြောတော့မလို့စက်သားတွေကြတော့ရစ်မှုမှလည်းမူရိုက်တယ်ဟာအဲ့ဒါအဲ့ဒါကြီးဂျုံတိတ်ခဲ့တဲ့ကြောင့်ဟာအခုတိတောင်မှကျွန်တော်အဲ့လိုမျိုးဒီအကြောင်းကိုမပြောရင်ကောင်းမလားပြောရင်ကောင်းမလားဆိုမှ စဉ်းစားပြီးတဲ့နောက်မှာမြန်မာနိုင်ငံဒီလောက်တည်ဆိုးနေတဲ့အချိန်မှာအမှန်တရားမှာကုလီဆိုလိုမျိုးတွေကိုပါတီဆိုမှအာဘေမာနေတဲ့အချိန်မှာတကယ်ချမ်းချမ်းတန်းတန်းတော့လူနဲ့မတူအောင်လူနှိမ့်ဆက်တဲ့စိတ်တဘောချမ်းသာတဲ့တဘောတွေဝင်လာတဲ့အဖွဲ့အစည်းတွေမှာ သွားနေမယ်ဆိုရင်အဲ့ဒီစိတ်ကအော်တိုမက်တစ်ရှိတယ်နော်ခမ ्या ကိုတတ်မယ်ခမ ्या ကိုခါလေးရှင်းပလိုက်မယ်ခမ ्या ကိုဒီလိုလုပ်မယ်ဒီတယောက်ကိုတခါလေးတတ်ချင်တယ်အဲ့လိုမျိုးစိတ်ကကျွန်တော်စီမှာမရှိဘူးကျွန်တော်စီမှာကြတော့ကျွန်တော်ကခရစ်တော်ကိုယားထားတယ်ယုံကြည်သူခရိယံငရေသားချေမယ်ဆိုတဲ့စိတ်လည်းမရှိဘူးဆုတောင်းပေးတယ်ဟာစဖာလာလို့လည်းကျွန်တော်ဆုတောင်းပေးခဲ့တယ်ဒါပေမဲ့ဆုံးသွားပြီသူတို့တဲ့အပေါ်မှာမူတီမှာသူလည်းလူမျိုးသွားတာဆုတောင်းယူမယ်ခေါ်က တေးပါစေဆုတောင်းတော်မူဖို့ချမ်းမှပါစေတတိယသာပါစေနောင်တရပါစေနော် အမှန်တရားနဲ့ဓမ္မအာတမခွဲခြားသောတတ်တော်သူဖြစ်လာပါစေဆုမှဆုတောင်းပေးတယ်အဲယုံကြည်သူတယောက်အနေနဲ့လှုပ်တိလှုပ်ထိုက်တဲ့အနေအခြေအနေအတိုင်းအတာလောက်ပဲကျွန်တော်လှုပ်တယ်တခြားဒီထက်ကြောမှာအခုပြောတဲ့ဟာလည်းတယောက်သူ့တယောက်ကိုထိခိုက်သေးဘူးမဟုတ်ဘူးကိုကြုံတွေ့ခဲ့တဲ့ဟာတွေ ဒီလိုဖြစ်တယ်ဒီလိုကြုံတွေ့ခဲ့တယ်တလောက်တိကြောက်စရာကောင်းတဲ့အခြေအနေမှာမြန်မာနိုင်ငံသားတွေနေနေတာဖြစ်တယ်ဆိုတဲ့ဟာကိုကဘာတည်သိချင်တာပေါ့နော်နောက်မှနေနေရမှရှိတယ်ကျွန်တော်ဒီစုလူမျိုးတွေတငေချင်းတွေရှေမျိုးတိုင်းဝိုင်းတွေလည်းဟာဒါကြောက်ကိုတလောက်တိစိုးနေတဲ့ဟာပါလားနိုင်ငံရင်းတော့ကမှဝင်မိဘလောက်တိအခြေအနေကမကောင်းတာလဲဆိုတဲ့ဟာကိုမျက်မြင်ကိုတွေ့ကြုံတွေ့ခဲ့တဲ့ကျွန်တော်အနေနဲ့ပြောပြချင်တာဖြစ်တယ်ပေါ့နော် ဒီထက်ဆိုးတဲ့ပြောလို့မကောင်းတဲ့ဟာတွေအများကြီးရှိတယ်ဒါကြောင့်မကောင်းတဲ့ကြောင့်မပြောဘူးနောက်ပိုင်းကျရင် ထောင်ထဲမှာဂျုံတက်ခဲ့တဲ့အမတ်တရားတွေဘယ်နော်ကျွန်တော်ပြောပြချင်နေအောင်နော်โอเคစစ်ကောင်စီရဲ့စစ်ကြောအဆုံးသတ်ဖို့အတွက်တို့အတူတူလက်တွဲပြီးတော့လို့ဆောင်ချရအောင်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တိုက်သွင်းလိုပါတယ်ဆိုတော့โอเคခုနကျနောက်ဆုံးရသတိများနဲ့ကျွန်တော်ပြန်လာပါမယ်